လူနာတင်ကားချိန်မီမရောက်တဲ့လုံပွဲစီစဉ်သူရဲ့လိုအပ်ချက်တွေကြောင့်အခုလိုကွယ်လွန်သွားရကြောင်းတည်င်းထွက်လာတဲ့ဆိုရောအဒီနို FIFA 109မက်တန်ရောအဖွဲ့ကဆိုရောဒရမာတူနေဖြစ်တဲ့ကိုအဒီနိုဟာသူရဲ့တငယ်ချင်း EDS အဖွဲ့ကရီမော်တွင်လုပ်တဲ့အမှတ်တရပွဲမှာတချင်းစုံရဲ့အသက်ဆုံးရှုံးသွားကြရတာအလုံးဒီပါပဲဒီဖြစ်ဖြစ်ကြောင်းပရိသတ်တွေအလုံးတကယ်ကိုနှလုံးချေခွင်ဝမ်းနည်းနေကြပါတယ်ဒါပေမဲ့ဒီဝမ်းနည်းမှုနဲ့အတူအခုအင်တာနက်မှာဖြစ်ပျက်နေပတ်သက်ပြီးဝေဖန်တန်တီကြကြလောင်လောင်ထွက်ပေါ်လာပါတယ် တချို့ကကိုအဒီနိုတက်ဆုံရှုံရတာဟာပွဲစီစဉ်သူရဲ့တာဝန်မကင်းမှုစီမံခန့်ခွဲမှုလိုအပ်ချက်တွေကြောင့်ဖြစ်တယ်လို့ဆိုကြတာပါအန်တီနိုဟောင်းရီမိုမက်ဒီယာနဲ့အီဒီယိုပန်ဖဲဝဲပွဲမှာရီမိုရဲ့မငူနေတော့တခြင်းကိုတီးဆိုဖျော်ပြနေကြတာပါဒီလိုအောက်ကုတ်တုံးပြီးတီးဆိုဖျော်ပြနေတော့မှာပဲစင်မြတ်ထမဟန်ထက်ကြောင့်ရုတ်တရက်လဲကျသွားခင်ဟာဖြစ်ပါတယ်ကိုအန်တီနိုလဲကျသွားချိန်မှာသူ့ရဲ့ FIFA 19ဖွဲ့သားတငယ်ချင်းတွေကရှေးဥတုနာပြနှလုံးခုန်ပြီး CRB နဲ့တက်နိုင်သမျှတက်ခဲ့ဖို့ကြိုးစားခဲ့ကြပါတယ် ဒါပေမဲ့ဝန်ထဲဆရာကောင်နာကတော့လူနာတင်ကားပုံမှာပဲကိုအတီနိုတယောက်အသက်ဆုံးပါသွားခင်ရတာပါကိုအတီနိုဟာဂီတမျိုးရိုးခံမှရှိသူတယောက်ပါသူမိခင်ကနာမည်ကျော်ဖြီးသွန်းကရောက်ဖွင့်ဝင်ဟောင်းဆိုရထရီစီဖြစ်ပြီးဟာခင်ကကိုသားချော်ဦးလေးကတော့ဒရမာ ကိုဝေထွန်းတို့ဖြစ်ကြပါတယ်။အထူးသဖြင့်ဂီတလောကမှာနာမည်ကြီးခဲ့တဲ့ Nowhere Studio မျိုးရိုးပါ။အဒီနိုဟာကိုရိုင်လဲ FIFA 129ဖွင့်နေရောတချင်းတွေကိုဖန်တီးနေသူပါ အခုကိစ္စမှာသူဟာတငယ်ချင်းဖြစ်သူရေမွန်ကိုအရင်ချက်လို့ရေမွန်ရဲ့အမတ်တရားပွဲမှာဒီတချင်းတစ်ပုဒ်ကိုအမတ်တရားလမ်းရောက်ဖျော်ဖြေရင်အသက်ပေးသွားခင်ရတာပါဒီလိုကွယ်လွန်ရခြင်းရဲ့အကြောင်းရင်းကတော့အန်တီနိုဟာနှလုံးရောဂါခံရှိသူတယောက်ဖြစ်တယ်လို့ဆိုပါတယ်တတိယနေရာအန်တီနိုဟာနှလုံးသွေးကြောပိတ်ရောဂါကြောင့်နှလုံးမှာ hashtag ထည့်ထားသူလို့သိရပါတယ်သူကရောအင်တာဗျူးတစ်ခုမှာနှလုံးရောဂါကြောင့်တခြင်းမဆိုးပဲအနာယူနေတာ၅နှစ်လောက်ရှိပြီလို့တော့ဖြေကြားခဲ့ပူပါတယ်။ အခုလိုယောဂခံရှိသူကတငယ်ချင်းတွေမို့အတွက်အကုန်သုံးပြီးကွန်ပျူတီဆိုရင်အသက်ပါပေးဆက်လိုက်ရတာဖြစ်ပါတယ်။ဒီလိုတက်ပြီးလိုက်ရတာကလည်းပွဲစီစဉ်မှုမြန်ပြင်းနေဆိုတဲ့ဝေဖန်မှုတွေပါထွက်ပေါ်လာတာပါ။အဓိကဝေဖန်ကြတဲ့ချက်ကတော့လူနာတင်ကာနှောင်းကြလို့လို့ဆိုပါတယ်။ ပရိသတ်တွေရဲ့အမြင်အရပွဲကြီးပွဲကောင်းတကူအထူးသဖြင့်လူများကြီးတက်တဲ့ rock concert တစ်ခုစီစဉ်တဲ့အခါမှာအရေးပေါ်စီရင်ကောင်းရှေးရုံတူနာပြူချက်ချင်းဒီပွဲလိုအပ်ရင်မိသက်ကောင်စတာတွေကိုပွဲနေရာမှာ stand by အသင်ခေါ်ထားမှာဖြစ်တယ်လို့ဆိုကြပါတယ်ဒါမှသာတခုခုဖြစ်ပြီးဆိုရနဲ့ရှေးဦးသူနာပြုတ်သမားတွေကချက်ချင်းရှေးဦးပြုစုမှုတွေလုံးပြီးရနဲ့ဆေးဟုန်ကားပေါ်တင်ပြီးတန်းပူရမှာပါအတမီရာမမီရာကကန်တီးယားဆိုပေမဲ့လုံဆောင်ရမယ့်အခြေခံပြင်ဆင်မှုတွေတော့ရှိရမှာဖြစ်ပါတယ် အခုကိုအတီနိုလဲချသွားချိန်မှာမျက်မြင်နေရဲ့အပြောင်းအရောင်းစေးဘက်ဆိုင်ရာကျွမ်းကျင်သူဘသူမှချက်ချင်းရောက်မလာပဲအဖွဲ့သားတွေကပဲဝိုင်းပြီးတက်တလောက် CPR လုပ်ပေးနေတာကိုပဲတွေ့ရတယ်လို့ဆိုကြပါတယ်နောက်ထပ်ထောက်ပြကြတဲ့တစ်ချက်ကတော့ဂီတာရှိုးပွဲတွေအထူးသဖြင့် rock နဲ့ indian ပွဲတွေကစပီကာတန်ရမ်းကျယ်ပါတယ်။ဒီတန်ကနှလုံးကိုလိုင်းရိုက်တယ်လို့ခန်းစားရတဲ့ပင်ယောဂခံရှိသူတို့ပူဆိုပါတယ်။ဒီလိုချိန်ဒီမှာတေချာပြင်ဆင်မှုမရှိပဲယောဂခံရှိသူကိုစင်ပေါ်တက်ဆူခိုင်းတာဟာဘလို့မှအဆင်မပြေနိုင်ဘူးလို့ထောက်ပြနေကြတာပါ။ တချို့သတင်းတွေမှာတော့ပွဲစီစဉ်သူဟာကိစ္စဖြစ်ပြီးနောက်ပျောက်သွားတယ်လို့ပြောနေကြသလိုတချို့ကလည်းစေယုံထီတော်လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ပါပဲဖြစ်ဖြစ်ကီတာကျယ်ပင်ကိုအတီနိုဟာတငယ်ချင်းတို့အမှတ်တရတစ်ချင်းသီဆိုရင်ဒီလိုပုံစံနဲ့ဆုံးရှုံးလိုက်ရတာတကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်။ပရိသတ်တို့ရောအစိုးရအတီနိုကွင်းလွန်သွားတဲ့အပေါ်မှာဘလို့မြင်ကြပါသလဲ။ကိုအတီနိုတရားဘုရားသခင်ရဲ့ရှင်ခွေမှာငြင်းချမ်းစွာအနားယူနိုင်ပါစေလို့လည်းကျမကလည်းဆုတောင်းပေးလိုက်ပါတယ်ရှင်။